စိတ်ပင်ပန်းရတဲ့အခိုက်တန်းဆိုတာနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့အခြေအနေတစ်ခုပါလူသားတိုင်းစိတ်ဆင်းရဲမှုဝမ်းနည်းမှုစိတ်ပြတ်အာရုံမှုကိုတစ်ချိန်ချိန်မှာခံစားနေကြရပါတယ်တချို့တွေအတွက်အဆိုပါစိတ်ပင်ပန်းမှုတွေကိုကြော်လွှားနိုင်ပေမယ့်လွန်လွန်မကြော်လွှားနိုင်သူတချို့အတွက်ကတော့တကယ်ပြဿနာကြီးတည်ရပါပဲတွင်တို့ရဲ့စိတ်အခြေအနေတိုးတက်လာစေဖို့နီလန်ကောင်းလေးတွေပြပြပေးပါရစေအရင်ဆုံးစိတ်ပင်ပန်းရမှုဆိုတာဘာလဲဆိုတာပြောပြပါရစေ။ င်မဲမဲယုံကြည်ချက်ကင်မဲမဲစိတ်ပြတ်မဲဒေါသထွက်မဲစိုးရိမ်စိတ်များမဲစရာတွေပါပဲပုံမှန်အားဖြင့်စိတ်ပင်ပန်းရမှုတွေကရက်အနေငယ်ဒါမှမဟုတ်ရက်တသက်ပတ်အနေငယ်ကြပြီးနောက်မှာအေးအေးဆေးဆေးဖြစ်သွားနိုင်ပါတယ်နေ့စဉ်ပုံမှန်လှုပ်ဆောင်မှုများတွေကမှအပြောင်းအလဲအနေငယ်ပြုလုပ်ပေးရုံနဲ့စိတ်အခြေအနေကိုတိုးတက်ကောင်းမွန်လာစေပါတယ် ကံ၍တင်ကနေ့စဉ်နဲ့အမျှမပျော်ရွှင်နိုင်ဖြစ်နေရပြီးစိတ်ကြယောဂါကိုစတင်ခံစားနေရပြီဆိုရင်လှုပ်ဆောင်တဲ့အချက်လေးတွေကိုပြောပြပေးပါရစေ။နံပါတ်၁စကားပြောဆိုဆက်သွယ်ပါမိမိယုံကြည်ရတဲ့မိတ်ဆွေတငယ်ချင်းမိသားစုဝင်များနဲ့အဆက်အသွယ်မပြတ်နေပြီးစကားပြောဆိုပါနံပါတ်1ဂီတနာစင်မဂီတနာစေခြင်းဖြင့်တင်းနိုးရဲခန်းစားချက်ကို တိုးတက်ကောင်းမွန်စေတဲ့နီလန်တရားဖြစ်ပါတယ် ဖြစ်နိုင်ရေးစိတ်ပင်ပန်းတဲ့အခါနားထောင်နိုင်ဖို့မိမိစိတ်ကြိုက် playlist တစ်ခုကိုဖန်တီးထားနိုင်ပါတယ်။ဂီတနားထောင်ခြင်းဖြင့်မိမိစိတ်ကိုဖြည်းဖြည်းချင်းစီမြင့်တင်ပေးလာနိုင်ပါတယ်။နံပါတ်3ကောင်းမွန်စွာအိပ်စက်အနားယူပါ။စိတ်ပင်ပန်းမှုကခန္ဓာကိုယ်ကို မောပန်းနှံ့လျှစေပါတယ်။အဲ့ဒီမောပန်းမှုကပဲစိတ်အခြေအနေပေါ်ကိုအကျိုးသက်ရောက်စေနိုင်ပါတယ်။ဒါကြောင့်မို့ကောင်းမွန်စွာအိပ်စက်အနားယူဖို့ကလူကိုလိုအပ်ပါတယ်။နံပါတ်၄ လှုပ်လှုပ်ရှားရှားလေးတွေပြုလုပ်ပေးပါဥပမာတက်လေကားစီမဲ့အစားလေကားအသုံးပြုတာကြရှည်စွာထိုင်နေမိတဲ့အခါမတ်တရက်ပြီးခြေတော့အကျော်ဆန့်ပေးတာစားတဲ့လှုပ်ရှားမှုတသေးလေးတွေကလည်းစိတ်ပေပန်းမှုတွေကိုတတစေနိုင်ပါတယ်